အမျိုးများအလုံးကောင်းလာတဲ့နေ့ခင်မှာဗျာဒီနေ့ဟာတဲဆန္ဒလာပိုင်း2000မှ25ဖြစ်ပါလေဗျာဒီကတော့ဂျင်းတရင်နေ့အကြောင်းလေးပြောကြပါလေဗျာဂျင်းတရင်နေ့เนาะပြည်သူတွေကိုဂျင်းထက်ခံရတယ်ပေါ့เนาะဂျင်းထက်ခံရတယ်ပြည်သူတွေကိုလှည့်စားခံရတယ်ပေါ့เนาะအဲ့တော့ကောင်းတော်ဂျင်းလည်းရှိတယ်မကောင်းတော်ဂျင်းလည်းရှိတယ်ကောင်းတော်ဂျင်း ဂျုံလေးယုံလေးဒကာယုံလေးပေါ့နော်လူယုံမှာလူတယောက်မှမရှိဘူးတိတ်6000လောက်ကုန်နေဆိုမှဒကာယုံလေးကပြောတယ်အဲ့ဒါကိုယုံတဲ့သူကလည်းရှိသေးတယ်ဗျယုံတဲ့သူကလည်းရှိသေးတယ်တော်တော်အံ့ဩစရာကောင်းလားတော်တော်ယူကိုအံ့ဩစရာကောင်းလားဘလို့ရှိရလဲဆိုလို့ရှင်ခဏတွေ့ကြည့်ပါယုံလေးပိတ်တဲ့ယုံလေးရဲ့လူယုံလေးနဲ့ဇကားရိုက်တဲ့တကားနော်နဲ့မှာမဟုတ်တာလူငယ်တွေနော် အဲ့နော်မြားရွေးတူတူတူကြည်အောင်ဗျာရုပ်ရှင်ရုံလောက်ကပဲပြည်တာဟုတ်လားနောက်ဆုံးလူမရှိလို့လူခေါ်ကြည်ခိုင်းရင်တော့မနေတာမှမဟုတ်တာအတယောက်မှမရှိဘူးဆိုတာကိုလည်းယုံတာပဲအဲ့ဒါကိုဟိုဘက်ရက်ွက်ကအာဟုတ်ပြီဆိုပြီးမှဟာပြောတယ်ယုံတယောက်မှမရှိဘူးလို့လူတို့ကမရှိဘူးလို့လူတို့အမေဘာညာလောက်ကြတာနော်အယုံလေးလဲသားတာခဲရတာပေါ့ဗျာနော်ယုံလေးလဲသားတာဟိုဘက်ကလူတွေဂျင်းမိတာပေါ့ဂျင်းကြီးကြီးမိသွားတာပေါ့နော် နောက်တစ်ချက်ကတပည့်ချင်းနော်မုတ်ကုတ်မုံမိတ်တပည့်ချင်းကိုတတ်ထားလာဦးမယ်နော်မုတ်ကုတ်မှာ30ရက်နေရညကတဲ့ PDF တရားပေါ့နော်တမ်းမတော်နဲ့စစ်ပွဲတိုက်ပွဲဖြစ်တယ်ဆိုရင်လိုင်းမုံမှာတော့ပွားနေရဗျဖြစ်မှာဖြစ်ပါမလားဆိုပြီးဥစဉ်ကစိတ်ပူနေရဗျနော်ဖြစ်တော့လဲကောင်းပါတယ်ကောင်းပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့အဲ့ PDF ကိုရှင်းရမှာတရားနေဘယ်လောက်ရဲ့အလုပ်လေး ဒီနေ့ဘလောင်ရဲ့အလုပ်မဘူးနဲ့နော်ဒီနေ့ဘလောင်ကသူ့အလုပ်တူလုပ်သွားလိုက်မယ်သူ့ဟာကိုတူပြန်လုပ်သွားလိုက်မယ်ဒါဘာမှအထူးစားမဟုတ်ဘူးနော်ဥစဉ်ဥမဆိုကြပါစို့ရေပေါ့ပုံမှန်ရေကပုံမှန်လှုပ်ရှားနေတယ်ဒီအိုင်နော်ဒီရေရေတခုမှငါကလည်းပုံမှန်သွားနေတယ် ဒါဝါရီကလည်းပုံမှန်သွားနေရေကလှုပ်နေတယ်။အဲ့ဒီလှုပ်နေတဲ့ရေကရုတ်တရက်ကြီးငြိမ်သွားမယ်။ရုတ်တရက်ကြီးငြိမ်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီညာလည်းနဲ့အန္တရာယ်ရှိတာပဲ။အန္တရာယ်ရှိတာပဲ။အခုလည်းထုံနေသူသွားတယ်။တောင်တော်ဟာလေငိုဖို့ထဲဝင်သွားတယ်စကောင်းနဲ့အများကြီးဝင်သွားတယ်။အေးစစ်စစ် အရင်ရင်နေလို့ရှိရမကောင်းပုံမှန်လှုပ်ကိုလှုပ်ပေးရမှာလေဗျာလှုပ်နေတဲ့လှုပ်မှသာလင်သာကြီးငြိမ်လွင်းတယ်ဆိုလည်းအဆင်မပြေဘူးလှုပ်နေမှာနော်အလှုပ်နေတော့ဩလာကြိုတီပါလည်းနည်းနည်းတော့ဒါငြိမ်နေတဲ့ငြိမ်နေဆိုတော့အာယုံကိုလှုပ်နေတော့ပုံပြီးမှအာယုံဆိုက်เสียမလို့အဲ့မိုးကောင်မလေးနဲ့ဘလောင်လဲဒါဒီနေ့ဆိုတော့အကုန်ထွက်ရောပေါ့ဗျာနော်။ဒါပေမဲ့ပတ်ပတ်လေတော့သူတို့ လကားထော်ခိုင်းတာမဟုတ်ဘူးလို့လုံးစိုးတောက်ထားလှုပ်ဆရာရှိရတာပဲမလို့ကောင်းတယ်မင်းအမိုက်ကြီးခေါ်ပါမင်းတို့ပလိုက်နေရဖားတွေငါတို့မင်းတို့ဘာလို့မလဲခေါ်ပါခေါ်ပါပြောမြန်ရှင်းกว่าပြောမြန်ရှင်းกว่าဒီပုံစံလာတာဘူးဗျเนาะမင်းတို့လည်းရှင်းမယ်ဟုတ်လည်းရှင်းမယ်ဒီအမိုက်တွေလှုပ်ဆုပ်တယ်အာရုံနောက်တယ်အမိုက်တွေဟုတ်လားဒီနေ့မလောင်ကလက်နဲ့ကင်ရင်အရာတော့ကောင်းကောင်းသိရလေလက်ဆွလွတ်မလဲတမတော်ကသူကဒီဆက်ပြီးမှလုပ်မယ်ဆိုလို့ရှိရင်သူရှိတဲ့နေရာသူရှိတဲ့ ဟိုနယ်မြေလေးပြေးထားတဲ့နယ်မြေလေးတောင်မှပျောက်ဆုံးသွားမှာဘူးဗျအဲ့တော့သူလူကားပါမဟုတ်တာလူကားပါမဟုတ်တာနော်ငားမဟုတ်ဘူးဒါလည်းတော့ဘောက်ဟုတ်လို့ပြည်ကအေးစီသွားလို့လည်းမရအေးရဝင်မခံဘူးဝင်မခံဘူးအာရောတော့မခံဘူးခိုင်းစရာရှင်တာခိုင်းမယ်တိုက်ပြီးလို့ရင်းလို့ပြန်သွားနော်ရခိုင်နဲ့ပါကူမထားဘူးကွာတိုက်ပြီးပြန်ဟောဟုတ်လားဒါမျိုးကချင်ကထားတယ်ဆိုတာကကချင်က ကချင်းပြည်နယ်မှာကချင်းက30ရာခိုင်နှုန်းပဲရှိတယ်35ရာခိုင်နှုန်းတော့ကချင်းပြည်နယ်လို့ပြောကချင်းက30ရာခိုင်နှုန်းတော့အများ20ရာခိုင်နှုန်းလောက်ပဲရှိမှထင်တယ်နော်20ရာနာဗမာနဲ့ချမ်းကျန်တဲ့နိုင်ငံသားတွေပဲနော်ဒါ ው လဲဒီလိုလို့တယ်ဗျာနော်ဒီလိုလို့တယ်အဲ့တော့ ဟုတ်တယ်မိုးကုံကစပြီးဖြစ်တယ်။ဘာညာဖြစ်တယ်ဖြစ်တယ်ဆိုတာတွေကဂျင်းနေလို့ပဲပြောချင်ပါတယ်ဗျာ။နော်ဂျင်းတင်းနေပါနော်။ဟိုဘက်ကမတော်ဂုံလိုက်ခါကလုံးလုံးကြာသွားတာဗျာ။ပြည်ရဲ့တည်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာရစရာမရှိအောင်ရစရာဂုံလိုက်ခါရစရာမရှိအောင်လူရဲ့ကောင်းဆောင် NUG ဆိုတာကလည်းတောင်းစားတော့တော့အဆင်မရှိတဲ့အနေထားရောက်သွားတာဗျာ။တောင်းစားမှလူတိုင်းပိုင်းလူဟာတဲ့လူပါပါရှိတဲ့ NUG ကဘာမှမဟုတ်ဘူးဘာမှမဟုတ်ဘူးဆိုတော့အလုံးအသိသွားပြီလေဗျာ။ သူ့အဲဒါလက်နဲ့ไก่ဆိုတဲ့အဖွဲ့အစည်းကသူတို့လူရမတွင်းဘူးဆိုတယ်တိပါရင်ငါတို့ချန်လို့မငါပြောချန်ပြောမယ်မင်းတို့စုံမလားမစုံဘူးလားဒီသဘောမျိုးလုပ်ရတာဗျာဒါလည်းခင်ဗျားတို့တီးဖို့လိုတယ်ဒါလက်တွေမိုးကောကလက်တွေပဲเนาะမိုးကောမိုးမိတ်ကလက်တွေပါပဲเนาะခင်ဗျားဒပိတ်ချင်းမှဆိုလဲအားလုံးကြားမှာဗျာเนาะဒပိတ်ချင်းရစီ17လပိုင်းမကုန်ခင်ဒပိတ်ချင်းအနည်းတဝိုက်အကုန်လုံးဒီမရရဒပိတ်ချင်းမန္တလေးမန္တလေးဒပိတ်ချင်းကလုံးလုံးကားလမ်းပေါက်သွားလိုက်မယ်လုံးလုံးဒီရချမ်းဖက်အားနေကုန်းချုပ်သွားလိုက်မယ် ဒါလည်းပြည်သူများအားလုံးဒါတတိပေးကြီးဖြစ်ပါလေပဲเนาะဂျင်းနေရင်းနေကိုမယုံဘူးနောက်တစ်ချက်ကတော့ခင်ဗျားတို့နိုင်မဲ့ကြီးတဲ့ကျော်ပရောင်းဆိုင်ပေါ့ဝင်းတော့เนาะလူရှင်တော့ပေါ့စီနဲ့ဘာလို့ပါလေလူရှင်တော့ဟုတ်လားပေါ့စီနဲ့တွဲတဲ့ဝိုင်းချက် အဲ့မှာသူတို့ PDF ကမိတယ်တဲ့ PDF ကမိတဲ့အခါမှာအဲဆိုင်းစရာကိုဝင်းတော်ကိုပြန်လာတယ်ဝိုင်းရှစ်ကိုဖမ်းထားလိုက်တယ်ဝိုင်းရှစ်ကိုဝိုင်းရှစ်နဲ့တယောက်ကိုဖမ်းထားလိုက်ပေါ့နော်ခုတော့ဝိုင်းချစ်ကလည်းအိမ်ပြန်ရောက်နေပြီလို့ဦးစင်းတို့ဝိုင်းလူရှင်တော်ဝိုင်းချစ်ကလည်းအိမ်အိမ်ပြန်ရောက်နေပြီလို့တည်ရတယ်ပေါ့နော်မဆန်တော့ပေးချင်ပေးရအောင်ပဲသူတို့ကတော့မပေးဘူးလို့ခင်ပိတ်ညင်းမှာပေါ့နော်မပေးရဘူးလို့ခင်ပိတ်ညင်းမှာမပေးရပဲနေတော့ PDF ကပြန်မလို့ဟူးရှင်းရှင်းမဲ့သူတို့ပြန်ပြီးဆွဲတဲ့အလုပ်ကိုစိတ်ဝင်စားရတာနော် လင်းလေးတလို့အတိုက်ပြမယ်ခြောင်းရင်ခြောင်းလို့အတိုက်ပြမယ်သူတို့ခံရတဲ့ဟာမျိုးလုံးဝမတိုက်တော့ဘူးနော်သူတို့ခံရတဲ့ဟာမျိုးလုံးဝမလိုက်တော့မြေခွေးလိုပဲကောက်ကျင်မယ်မြေခွေးလိုပဲသူခြောင်းနေမယ်ချိန်နေမကောင်းဘူးဆိုလို့ရှိရင်စေချောင်းမဖြစ်ပြီးသူဆိုသူတို့မတိုက်တော့ဘူးနော်အဲ့တော့တောင်းတာမြင်းကြံလန်းတို့ဘာလို့အကုန်လုံးကြောက်ပရောင်းချိုးလန်းနေအဲ့ဒါနဲ့တော့ဂယူးဆိုင်ရမှာပေါ့ရနော်ဒါလည်းဟိုလည်းယူစစ်အားလုံးပြောကျင်တယ်မပေါ့တတ်မတော်အားလုံးရဲအားလုံးမပေါ့ဘူးကနော်အာဒီနေရာတော့မရှိတော့ပါဘူးဆိုပြီး မပေါ်စပါနဲ့မပေါ်စပါနဲ့နော်တို့တို့ကမြေကွေးလိုပဲခင်ဗျားတို့ကိုချောင်းနေတာခင်ဗျားတို့နဲ့ထိတ်တိုက်ပြုဖို့ဆိုတော့ရှေ့လျှောက်ပြီးလာလာမရှိတော့ဘူးအဲ့တော့ထင်ရအရေးမကြီးရင်လည်းကိုတော့မဲ့နေရဈေးဝယ်ပါညာတွေမသွားကြနဲ့နော်ပြန်လာတဲ့အခါမှာတို့တွေရဲ့ဒီလိုမြေကွေးချောင်းချောင်းကြီးမှာစိုးလို့နော်အဲ့တို့တွေရဲ့အလုတ်ကပြန်ပြီးဆွဲမယ်ပတ်စံတောင်းမယ်ပြီးရင်ပတ်စံပြီးရင်လွတ်ပြီးမယ်ပတ်စံပြီးရင်အကြောင်းမျိုးဒလန်ဆိုပြီးမှဖန်းစီမယ်ရိုက်မယ်နိုင်မယ်နောက်ဆုံးအနက်ပါပျောက်ပျောက်ပြင်မယ်ဒါပါပဲ ဲ့တော့ဝိုင်းချစ်တို့ဝင်းတော်တို့ကတော့ဝင်းတော်ကတော့ဒါခင်ဗျားတို့ကလူရှင်တော်ပေါ့ဝိုင်းချစ်ပဲခင်ဗျားတို့ကတကယ်တော့ကိုဝင်းတော်မှာဖန်ခံရတာကိုဝင်းတော်ကပါဖန်ခံချက်ချင်းလွတ်ပြေးတာနော်ဆိုင်းဆရာကိုဝင်းတော်မှာဟုတ်လားဘာဒါဖန်ခံရတဲ့မှာပါတယ်နော်အဲ့တော့ဝိုင်းချစ်ကဝိုင်းချစ်ကတော့အိမ်ပြန်ရောက်ပြီလို့လည်းကြားရပါတယ်ဗျာနော်ဒါကတော့အနုပညာဓမ္မတွေကအနုပညာကိုဟာကိုအေးစေးလှူစားပေမဲ့လည်းပဲ ူတို့ကိုမထောက်ခံလူတို့ကိုမဝိုင်းရလို့ချင်းဈာနေဝါဒနေတဲ့အမှုပညာရှင်တွေကိုလည်းအန္တရာယ်ပေးတယ်ဆိုတာကိုလည်းဒါအမှုပညာရှင်တော်တော်များများကိုဒါသိစေခြင်းနဲ့အတွက်ကြောင့်ပြောတာပါနမတော်ကတော့ခင်ဗျားတို့မထောက်ခံလဲအကြောင်းမရှိဘူးထောက်ခံလဲအကြောင်းမရှိဘူးเนาะနမတော်ကခင်ဗျားတို့ကိုအန္တရာယ်မျိုးလုံခြုံမှုပဲပေးမယ်ဆိုတာကိုလည်းအမှုပညာရှင်အတိုင်းဝိုင်းကိုဒါလေးကိုနမူနာယူပြီးသိစေခြင်းပါလေဗျအားလုံးတာပါပဲဗျာ